မင်္ဂလာညချမ်းပါရှင်2025ခုနှစ်ဧပြီလ18ရက်နေ့ Radio Energy ပြည်တွင်သတင်းတွေကိုတင်ပြပေးသွားပါမယ်ကျမကတော့ຫນွေဦးမမကျမအောင်ဆုံးတင်ပြမယ့်သတင်းကတော့နေသင်းဟာ Federal Democracy နိုင်ငံတော်သည်ပြန်လည်ထူထောင်နိုင်မှုအတွက်ကောင်းမွန်တဲ့အစပြုခြင်းဖြစ်ရမယ်လို့ပြည်ထောင်စုဝန်ကြီးချုပ်စုမုံကောင်တောင်းတဲ့သတင်းပဲဖြစ်ပါတယ်။နေသင်းဟာ Federal Democracy နိုင်ငံတော်သည်ပြန်လည်ထူထောင်နိုင်မှုအတွက်ကောင်းမွန်တဲ့အစပြုခြင်းဖြစ်ရမယ်လို့ ီတောင်စုဝင်ကြီးချုပ်မဝင်းခိုင်တန်းကစုမုံကောင်တောင်းဆိုလိုက်ပါတယ်။ဂျမစီယုတ်စုရဲ့နှိပ်စက်ဖိနှိပ်သက်ပြမှုဘေးအန္တရာယ်တွေအပြင်ထပ်မံကြုံတွေ့ခဲ့ရတဲ့သဘာဝငလင်းဘေးအန္တရာယ်ကြောင့်မိသားစုဝင်တွေအိုအိမ်တွေကိုဆုံးရှုံးခဲ့ရတဲ့ပြည်သူတွေရဲ့စိတ်နှလုံးတွေနာကျင်ခံစားနေရတဲ့အချိန်အခါမျိုးမှာဝန်းနေပူဆွေးနေရသူတွေနဲ့အတူကျွန်တော်တို့အားလုံးစီးလုံးညှို့ဆော်နဲ့ရက်တည်ပြီးချင်းချင်းအားပေးနှစ်သိမ့်ကြရင်ဒီနှစ်သစ်ဟာတော်လရဲ့အောင်မြင်မှုများနဲ့အတူ ပြည်သူလူထုရဲ့ဆုံးရှုံးမှုတွေ၊နာကျင်မှုတွေကိုပြန်လည်ကူစားပေးနိုင်ပြီး Federal Democracy နိုင်ငံတော်သည့်ပြန်လည်ထူထောင်နိုင်မှုအတွက်ကောင်းမွန်တဲ့အစပြုခြင်းဖြစ်ပါစေလို့ဆုမကောင်းတောင်းလိုက်ပါတယ်လို့ဖော်ပြပါတယ်။ရည်သမရနဲ့ပြည်တော်စုဝင်ကြီးချုပ်ပါဝင်ပြည်တော်စုဝင်ကြီးများဟာရူတော်လင်းအမြန်ဆုံးအောင်မြင်ရတဲ့အတွက်ပြည်ရင်းရှိတော်လင်းအင်အားစုများနဲ့အတူဂျိုးပန်းဆောင်ရွက်လျက်ရှိနေပါတယ်ရှင်။ ဂျမ်ဘတ်ဆီယနာရှင်စနစ်စိုးကြီးအမြင့်ပြတ်ခြုံငိမ့်ပါသာပြည်သူလူထုကြုံတွေ့ရသည့်ဘေးမြမျိုးအားစနစ်တကျဖြင့်ပုံမဖြည့်ရှင်းစီစဉ်ဆောင်ရွက်သွားနိုင်ပြီဖြစ်ကြောင်းပြည်တော်စုလွတ်တော်ကိုစားပြုကော်မတီဆိုတဲ့သတင်းကိုဆက်လက်တင်ပြပေးပါမယ်။ဧပြီလ18ရက်ယနေ့ကြာရောက်သည့်မြမနှစ်သက်ကူးမင်္ဂလာအချိန်အခါကာလတွင်နိုင်ငံတော်တော်ဝန်ရှိတိုင်းရင်းသားများပြည်သူလူထုအားလုံးနှင့်တကွပြည်ပနိုင်ငံအသီးသီးတို့ရောက်ရှိနေကြသောတိုင်းရင်းသားညီကိုမောင်နှမအားလုံးဘေးမြမျိုးရန်သွေသွေကင်းဝေးလျက် စိတ်အေးချမ်းလုံခြုံစွာဖြင့်လူအခွင့်အရေးများအပြည့်အဝရရှိခံစားနိုင်ကြပါစေကြောင်းပြည်တော်စုလွတ်တော်ကိုစားပြုကော်မတီနေဖြင့်ဆန္ဒပြုမေတ္တာပို့သအပ်တယ်လို့ဖော်ပြပါရယ်မိမိတို့နိုင်ငံတွင်တကြံပွဲတော်သည်ချစ်ခင်မြတ်နိုးဘွယ်ဟာရိုးရာစင်လာတစ်ခုဤကြာရုပ်ဖြစ်သည်နှင့်အညီနေဟောင်းမှနေသစ်တို့ကူပြောင်းခြင်းတွင်ကောင်းမှုကုသိုလ်များပြုလုပ်ခြင်းကုသိုလ်တရားများပွားများအားထုတ်ခြင်းတာယီသဘင်ပွဲတော်ဆင်နွှဲခြင်းများဖြင့် လူမျိုးဘာသာမရွေးပျော်ရွှင်စွာဖြစ်တန်းကြသည့်အခါသမျှဖြစ်ခဲ့တယ်လို့ဖော်ပြပါဗျ။သို့ရာတွင်ယခုအခါမိမိတို့မြန်မာနိုင်ငံအနေဖြင့်ဂျမ်ဘတ်ဆီအိုစု၏ဘေးရနေတာမကသဘာဝဘေးရနေတို့ကိုပါကြုံတွေ့ရင်ဆိုင်နေကြရသည့်အလွန်ခက်ခဲသောအချိန်ကာလဖြစ်ပြီးအကြောင်းတိုက်ဆိုင်မှဖြစ်တတ်သောသဘောရှိသည့်သဘာဝဘေးထက်ပိုမိုဆိုးရွားသောမသူတော်စစ်မိတ်စာတို့၏နေစဉ်နေတိုင်းပြည်သူများကိုတပ်ပြက်နှိပ်စက်ဖျက်ဆီးနေသည့်ဘေးကိုခံစားနေကြရခြင်းဖြစ်တယ်လို့ဆိုပါတယ်။ မြန်မာတက်ကရစ်1389ခုနှစ်မြန်မာနှစ်သစ်ကူနေမှစ၍နှစ်တနည်းဤပြက်ကလေးနှင့်ပြောင်းယုံသာမကစနစ်တစ်ခုဤအပြောင်းလဲဖြစ်စေသည့်တိုင်အောင်ပြည်တော်စုဘဝနိုင်ငံသူနိုင်ငံသားတိုင်းလှလာတောင်းထားလျက်ရှိသည့်စစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်တည်အားတည်ဆောက်သွားနိုင်ရေးအတွက်မိမိတို့အားလုံးအနေဖြင့်စိတ်ဓာတ်ခိုင်မာစွာတွဲလက်ညီညီဆက်လက်ကြိုးစားသွားရွံ့နှစ်သစ်အတိတ်ထံပြုလျက်သုံးဝလွာပါအပ်တယ်လို့ဖော်ပြပါတယ်ရှင်။ ဆက်လက်ပြီးမြမစပေးဒုက္ခသည်တွေကိုကူညီထောက်ပံ့စောင့်ရှောက်ပေးကြတာတွေအတွက်အမှတ်ရနိုင်မယ်လို့ထိုင်းဆိုရကို NGO ပြောကြားတဲ့သတင်းကိုလည်းတင်ပြပေးပါမယ်။ထိုင်းနိုင်ငံအနေနဲ့မြန်မာပြည်ကစပေးဒုက္ခသည်တွေကိုကူညီထောက်ပံ့စောင့်ရှောက်ပေးကြတာတွေအတွက်အမှတ်ရနိုင်မယ်လို့ယူသားညညွေးအဆိုရကထိုင်းအဆိုရကိုပြောကြားလိုက်ပါတယ်။ယူသားညညွေးအဆိုရကဒီကနေ့ဧပြီလ18ရက်မှာထိုင်းအဆိုရကိုနှစ်တကူစုမုံကောင်တဝန်လွှာပေးဖို့ရမှာခုလိုထည့်သွင်းပြောကြားလိုက်တာဖြစ်ပါတယ်။ထိုင်းနှစ်တကူအချိန်ခါတည်းမှာ ထိုင်းနိုင်ငံတွင်နေထိုင်နေကြသူတွေဘေးပြာဝေးကွာပြီးရှင်လန်းချမ်းမြေ့ကြပါစေလို့လည်းမြို့သားညီညွတ်အစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနကစုမုံကောင်းတောင်းပေးထားပါတယ်မြန်မာနဲ့ထိုင်းနိုင်ငံဟာအိန္ဒိယနိုင်ငံတွေဖြစ်နှစ်ပေါင်းရာထောင်မကအတူရှင်တွဲနေထိုင်ခဲ့ကြတဲ့နိုင်ငံတွေဖြစ်တယ်လို့ယဉ်ကျေးမှုချင်းနှီးနှောဆက်ဆက်ဖလှယ်ပြီးရှင်တွဲလာကြတဲ့မိတ်ဆွေကောင်းမိတ်ဆွေမို့နိုင်ငံတွေလည်းဖြစ်တယ်လို့ဆိုပါရက်ခုလိုနှစ်နိုင်ငံပြည်သူတွေကြားရေရှည်ချစ်ချည်ရေပူပေါင်းဆောင်ရွက်မှုနဲ့ချစ်ချည်ရင်းနှီးမှုရဲ့အခြေခံအုံမြင့်ကြောင့် နိုင်ငံခြားစိန်ခေါ်မှုမျိုးမျိုးကိုကြော်လွားနိုင်ပြီးနေပယ်အလုံးမှာလည်းနက်ဆိုင်နဲ့ချိန်ဆက်မှုတွေနဲ့ဒေသတွင်အမှန်တကယ်အကျိုးရှိမဲ့ပုံမှန်ခိုင်မာတဲ့မိဘဆက်ဆက်ရေးတရက်နဲ့ဒူတကွရှေ့ဆက်နိုင်စေခဲ့တယ်လို့သိပေးထားပါတယ်။ပြီးခဲ့တဲ့နှစ်တွေမှာထိုင်းနိုင်ငံအနေနဲ့မြန်မာပြည်ကစစ်ဘေးဒုက္ခသည်တွေကိုကူညီထောက်ပံ့ဆောင်ရှောက်ပေးထားတာထိုင်းနိုင်ငံတွင်ခြေချနေထိုင်ကြတဲ့မြန်မာလူသားတွေကိုလုံခိုင်ခွင်လန်းတွေပံ့ပိုးပေးထားတာစတဲ့ကူညီထောက်ပံ့ပေးမှုတွေအတွက် NGO တွေနဲ့အထူးကျေးဇူးတင်ရှိကြောင်းနဲ့ ကူညီပေးခဲ့တာတွေအတွက်အမြဲအမှတ်ရနိုင်မယ်လို့ထပ်လောင်းပြောဆိုထားပါတယ်။လာမယ့်နှစ်သစ်မှာလည်းနိုင်ငံပြည်သူပေါင်းငြိမ်းချမ်းစွာကုလူဆက်ဆံပြီးချစ်ကြည်ရင်းနှီးမှုကိုအတူတကွပြင်တင်ကြပြီးအောင်မြင်တိုးတက်ခါအေးချမ်းသားရသည့်နှစ်သစ်ဖြစ်ပါစေကြောင်းမြူသားညီညွတ်ရေးအစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနကစုမုံကောင်တောင်းပေးထားပါတယ်။ဒါအပြင်ထိုင်းပြည်ရင်းမြင်းများနဲ့တကွထိုင်းပြည်သူပြည်သားပေါင်းရင်ချမ်းတာယာရှိကြပါစေကြောင်းနဲ့ထိုင်းနိုင်ငံအနေဖြင့်တိုးတက်ကောင်းမွန်တဲ့တက်တနစ်ကိုပိုင်ဆိုင်နိုင်ပါစေကြောင်းလဲ မြူသားရင်မျိုးရဲ့ဆိုရကနှစ်သက်စုမကောင်တောင်းပေးထားပါရဲ့ရှင်။နောက်ထပ်တင်ပြမယ့်သတင်းတစ်ပုဒ်ကတော့မြူသားရင်မျိုးရဲ့ဆိုရပညာရေးဝန်ကြီးဌာနအနေဖြင့်နိုင်ငံတကာတက္ကသိုလ်များအဖွဲ့အစည်းများစုစုပေါင်း20ခုလုံးနဲ့ပညာရေးဝန်ဆောင်မှုများဆောင်ရွက်နေတဲ့သတင်းဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့အစိုးရဖွဲ့စည်းတည်ထောင်ခြင်း၄နှစ်ပြည့်နေ့ဖြစ်တဲ့2025ခုနှစ်ဧပြီလ16ရက်နေ့တွင်မြန်မာနိုင်ငံရဲ့အစိုးရ၏၄နှစ်ပြည့်လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာကိုထုတ်ပြန်ရမှာ ခုလိုဖော်ပြပါရှိပါတယ်။နိုင်ငံတကာရေးအနေဖြင့် Korea University Arizona State University တို့နဲ့ချိတ်ဆက်ပြီး MOU လက်မှတ်ရေးထိုးကချိတ်ဆက်ဆောင်ရွက်ခြင်းနိုင်ငံတကာတက္ကသိုလ်များအဖွဲ့အစည်းများစုစုပေါင်း20ခုနဲ့ချိတ်ဆက်ပြီးပညာရေးဝန်ဆောင်မှုများဆောင်ရွက်လျက်ရှိတယ်လို့ဖော်ပြပါရတယ်။2024ခုနှစ်ပညာရေးဝန်ကြီးဌာန၏ဘတ်ဂျက်အသုံးစရိတ်စုစုပေါင်းမှာမြန်မာကျပ်ငွေတန်ပေါင်း9,528တန်ဖြစ်တယ်လို့လည်းဖော်ပြပါရရှင်။ ၄နှစ်တာကာလအတွင်းအမျိုးသမီးများနိုင်ငံရေးတွင်ပုံမပါဝင်လာနိုင်စေရန်ဤပညာအထောက်အကူများနဲ့ဝေကြီးဆိုင်ရာထောက်ပံ့မှုအစီအစဉ်များချမှတ်နိုင်ခဲ့တဲ့ဆိုတဲ့သတင်းကိုလည်းတင်ပြပေးပါဦးမယ်။၄နှစ်တာကာလအတွင်းမြို့သားညီညွတ်ရေးအစိုးရမြို့သမီးလူငယ်နှင့်ကလေးသင်ငယ်ရေးရာဝန်ကြီးဌာနအနေနဲ့မြို့သမီးများနိုင်ငံရေးတွင်ပုံမပါဝင်လာနိုင်စေရန်ဤပညာအထောက်အကူများနဲ့ဝေကြီးဆိုင်ရာထောက်ပံ့မှုအစီအစဉ်များချမှတ်နိုင်ခဲ့ပါတယ်။မြို့သားညီညွတ်ရေးအစိုးရရဲ့မြို့သမီးလူငယ်နှင့်ကလေးသင်ငယ်ရေးရာဝန်ကြီးဌာန၏ လူတော်လည်းရေးလေးနှစ်တာကာလပြည်မြောက်ခဲ့ပြီဖြစ်ပါတယ်။ဤကာလအတွင်းဝင်ကြီးဌာနသည်နိုင်ငံတော်၏နာဂတ်ကိုပုံဖော်ရာတွင် ရေးပါသောအခမ်းအနားမှပါဝင်နေပြီးယူသမီများလူငယ်များနှင့်ကလေးငယ်များ၏ဘဝရည်သွေးမြင်မာရေးအတွက်စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိတယ်လို့ဖော်ပြပါတယ်။ယုဒမီလူငယ်နှင့်ကလေးငယ်ရဝန်ကြီးဌာန၏အောင်မြင်မှုများနှင့်လှုပ်ဆောင်ချက်များအနေနဲ့ယုဒမီများစီးပွားရေးလူမှုရေးနှင့်နိုင်ငံရေးဆိုင်ရာစွမ်းဆောင်ချက်များမြင့်မားလာစေရန် ဝါဒများချမှတ်နိုင်ခဲ့ပြီးစေဘေးရှောင်မျိုးသမီးများအတွက်လိမ်မိုင်းဆိုင်ရာကြံဖတ်မှုမှကာကွယ်ပေးရေးနဲ့ကြံဖတ်ခံရသူများရှင်သန်လွတ်မြောက်ရေးအတွက်ထောက်ကူများပံ့ပိုးပေးခဲ့ပါတဲ့လူငယ်များအတွက်အလုတ်ကိုင်းခွင့်လန်းများဖန်တီးပေးရန်စီးပွားရေးဆိုင်ရာသင်တန်းများပို့ချခဲ့ပြီးနိုင်ငံရေးတက်ကြွလှုပ်ရှားလူငယ်များအတွက်လုံခြုံရေးနှင့်တိုးတက်ရေးအတွက်ဆက်လက်လုပ်ကိုင်ရမည်လုပ်ငန်းစဉ်များအတွက်အထောက်ပံ့များပံ့ပိုးပေးခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်ကလေးသင်ငယ်များ၏လုံခြုံစိတ်ချရမှုနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကလေးခွေရေးဆိုင်ရာမူဝါဒများကိုချမှတ်ဆောင်ရွက်ပေးခဲ့ပါတယ်ရှင်။မြို့သားညီညွတ်အစိုးရတရားစီရင်ရေးကဏ္ဍတွင်မြို့နယ်တရားရုံး29ရုံးဖြင့်မြေပြင်တရားစီရင်ရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိတဲ့တဲ့ရင်ကိုဆက်လက်တင်ပြပေးပါောင်းမယ်။မြို့သားညီညွတ်အစိုးရဖွဲ့စည်းတည်ထောင်ခြင်းလေးနှစ်ပြည့်နေ့ဖြစ်သည့်2025ခုနှစ်ဧပြီလ16ရက်နေ့တွင်တရားစီရင်ရေးကဏ္ဍ၏လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာကိုထုတ်ပြန်ရမှာအခုလိုဖော်ပြပါရှိပါတယ်။ 2024ခုနှစ်နှစ်ကုန်ထိမြို့နယ်အဆင့်တရားရုံး30တရုံဂျာကာလာအယူခံတရားရုံးတရုံတို့ကိုဖွဲ့စည်းနိုင်ခဲ့ပြီးဖြစ်ပါတယ်။မြို့သားတရားသူကြီးတရားဦးနဲ့မြို့သမီးတရားသူကြီး49ဦးစုစုပေါင်း149ဦးခန့်အပ်နိုင်ခဲ့တယ်လို့ဖော်ပြပါတယ်။2024ခုနှစ်နှစ်ကုန်ထိတရားသူကြီးတရား12ဦးတို့ဖြင့်မြို့နယ်တရားရုံး29ရုံးတွင်ရပြည်တရားစီရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိပါတယ်။နောက်ပြီးမြို့နယ်ဥပဒေရုံး30ရုံးကိုဖွင့်လှစ်ထားနိုင်ခဲ့ပြီး ဥပဒေကြံပေးရန်နဲ့မှုလိုက်ပါဆောင်ရွက်ရန်မြို့နယ်ဥပဒေတာဝန်ခံ18ဦးဒုတိယမြို့နယ်ဥပဒေတာဝန်ခံ20ဦးတွဲဘက်ဥပဒေတာဝန်ခံ2ဦးစုစုပေါင်း40ဦးကိုလည်းခန့်အပ်တာဝန်ပေးခဲ့ပါတယ်ရှင်ဆလတ်တင်ပြပေးဦးမယ်တဲ့ငါတော့အခက်အခဲဒုက္ခတွေရင်ဆိုင်နေရတဲ့မြန်မာပြည်သူများနဲ့အတူရှိနေကြောင်းကိုထိန်လင်းအတိပေးဆိုတဲ့တဲ့မဲ့ဖြစ်ပါတယ်။ခက်ခဲဒုက္ခတွေရင်ဆိုင်နေရတဲ့မြန်မာပြည်သူများနဲ့အတူရှိနေကြောင်းဒေါက်ဆန်းစုကြည်ရဲ့တားငယ်ကိုထိန်လင်းက ဧပြီလ18ရက်နေ့တက္ကသိုလ်မှကတောင်းဆိုရမှာထည့်သွင်းဆိုခဲ့ပါတယ်။ကြံဆိုရနေဟောင်းကနေနေ့တက္ကသိုလ်ကူကြောင်းနဲ့ပျော်ရွှင်လန်းဆန်းရတဲ့အချိန်ကာလဖြစ်ပါတယ်။ဒီနှစ်ကတော့ပြည်သူတွေအားလုံးခြေကွဲဝန်းနေနေတဲ့ကာလဖြစ်ပါတယ်။ဂျမတ်တိုက်ခိုက်မှုတွေကဆလို့လက်တလုံးငလျင်တန်အထိကျွန်တော်တို့မြမပြည်သူတွေအပြင်းထန်ဒုက္ခတွေခံစားနေကြရတယ်။ငလျင်တန်ကြောင့်ပြည်သူတွေအသက်ဆုံးရှုံးတဲ့အတွက်ရောကျွန်တော်တို့မျက်တနှာတံမိုးထားရတယ်။သမိုင်းဝင်အစာအုပ်တွေပျက်စီးဆုံးရှုံးရတာတွေအတွက်ပါအင်မတန်ဝမ်းနဲ့ပူဆွေးရတယ်။ ဒါပေမဲ့ကျွန်တော်တို့ပြည်သူတွေရဲ့စိတ်သက်ကတော့ရင်းမြန်ခိုင်မာနေစေပါခက်ခဲဒုက္ခတွေရင်ဆိုင်နေရတဲ့မြန်မာပြည်သူများအနေနဲ့တရားထဲခံစားနေရတယ်လို့မမှတ်ပါနဲ့ကျွန်တော်တို့အားလုံးအမြဲတူတူရှိနေပါတယ်လို့ဆိုပါရက်မလ28ရက်သကိုင်းမြို့ဗဟိုပြုလုခတ်ခဲ့တဲ့သကိုင်းငလင်ကြောင့်တင်ဆုံးသူလူဦးရေ3000ကျော်ရှိခဲ့ပါတယ်မြန်မာပြည်ပွားမိသားစုတွေစီကလည်းရဲရင်မှုနဲ့စေတနာကိယူနာတွေကိုကိုယ်တိုင်တွေ့ကြုံခံစားခဲ့ရတာကြောင့်ကျွန်တော်ရဲ့မျှော်လင့်ချက်နဲ့ယုံကြည်မှုပိုတိုးစေပါတယ်မြန်မာပြည်သူတွေအားလုံးစိတ်တမ်းရာတွေကိုကုစားရင် အင်အားပြည့်နဲ့အေဂျန်လုံခြုံမှုရရှိကြစေဖို့နေသိကူစုမုံကောင်တောင်းလိုက်ပါတယ်။နေသိမှမိတော့လူပြင်းပြတဲ့မျောလင်းစံနဲ့တရားမျှတမှုရရှိစေဖို့ကျွန်တော်တို့အတူဆက်စ조사ကြရအောင်လို့ကိုထိန်လင်းကဆိုပါတယ်ရှင်။ခုနောက်ဆုံးတင်ပြမယ့်သတင်းကတော့မြန်မာပြည်သူတွေရည်မှန်းတဲ့ငြိမ်းချမ်းတဲ့ဒီမိုကရေစီအနာဂတ်အတွက်ဆက်လက်ပံ့ပိုးပေးမယ်လို့ဗြိတိန်တန်ရုံအကြီးအကဲပြောကြားတဲ့သတင်းဖြစ်ပါတယ်။မြန်မာပြည်သူပြည်သားတွေအားလုံးရည်မှန်းထားတဲ့ငြိမ်းချမ်းတဲ့ဒီမိုကရေစီအနာဂတ်အတွက် UK အစိုးရကဆက်လက်ပံ့ပိုးပေးသွားမှာဖြစ်ပါတယ်လို့ရန်ကုန်မြို့တော်မှာရှိတဲ့ British တန်ယုံကအကြီးကဲ Carol Flady ကဒီနေ့ April 16မှာကြာရောက်တဲ့မြန်မာနှစ်ဆန်းတရနေ့မှာရုပ်သံကနေတဆင့်ပြောကြားလိုက်ပါတယ်မြမယူရနှစ်တစ်အချိန်ခါသမီးမှာမြမပြည်သူပြည်သားများအားလုံးဘေးကင်းကျန်းမာပြီးနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေလို့လည်းရန်ကုန်မြို့တော်မှာရှိတဲ့ဗီဒီရှာတန်ယုံကြီးကကန်နိုဖလက်ထရီကနှစ်တစ်ဆုမွန်ကောင်းတောင်းပေးထားပါတယ်။ ခုလိုမြမရွေရနှစ်တကူချိန်ခါသမယမှာဆိုးရွားလာတဲ့ငလင်တန်ခံစားရတဲ့ပြည်သူတွေကိုကျွန်တော်နဲ့လှုပ်ဖို့ကင်ပတ်များအလုံးကသတိတရရှိနေပါတယ်လို့ဆိုပါတယ်။ငလင်နဲ့ငလင်နောက်ဆက်တွဲခြေနေတွေဟာတတလောကာလတွင်ဆင်းရဲခက်ခဲမှုတန်ကိုခါးစည်းခံနေကြရတဲ့မြမပြည်သူပြည်သားတွေအတွက်ပုံမကြီးမားတဲ့အခက်ခဲကိုပြစ်စေတယ်လို့လည်းအသိပေးထားပါတယ်။ခုလိုအမြဲတမ်းခက်ခဲတဲ့အချိန်ကာလမျိုးမှာတော့တဦးနဲ့တဦးဖေမကူညီနေကြတဲ့မြမပြည်သူပြည်သားတွေရဲ့ခိုင်မြဲတဲ့ရဲစွမ်းတက်တီနဲ့ ဝိုင်းဝန်းကူညီတတ်တဲ့စိတ်ဓာတ်တွေကိုကျွန်တော်လေးစားမိပါတယ်လို့ဗြိတိရှ်တန်ရုံအကြီးအကဲကပြောပါတယ်။ဒါကြောင့် UK အစိုးရက မြန်မာပြည်သူတွေကိုအကူအညီပေးဖို့ခိုင်မာတဲ့တန်ဋိဌာန်ချမှတ်ထားပြီးငလင်တန်သည့်ပြည်သူတွေကိုအကူအညီပေးဖို့အတွက် UK အစိုးရက Sterling Pound 25တန်ထိပံ့ပိုးပေးဖို့ဂရီကဝတ်ပြုထားတယ်လို့လည်းထပ်ပြီးအသိပေးထားပါဗျ။ UK အစိုးရရဲ့ရမုံငွေပံ့ပိုးမှုတွေဖြင့် UK နိုင်ငံသားတွေကလည်းမြန်မာငလင်ပေးအတွက်တည်ထည်ရွယ်တဲ့ပြည်သူလူထုရမုံငွေကောက်ခံခြင်းအစီအစဉ်ကတဆင့်ရရရရလှူဒါန်းကြရမှာရမုံငွေကောက်ခံတဲ့ပထမဆုံးနေပါတယ် Sterling Pound ခုနှစ်တသမ5သန်းထိကောက်ခံရရှိခဲ့ပြီးလူဒဏ်နဲ့ပမာဏကလည်းဆက်လက်မြင့်တက်နေဆဲလို့ဗြိတိရှားတန်ယုံကြီးကဆက်ပြောထားပါတယ်။ဒါဟာ UK နိုင်ငံသားတွေဘက်ကမြန်မာပြည်သူတွေပေါ်ထားရှိတဲ့ရွေးထွေးလှိုင်းလဲစွာအတူတူရှိနေတယ်ဆိုတာကိုဖော်ကျူးလိုက်တာပဲဖြစ်ပါတယ်။လို့ရအစင်လာရတကြဲဟာနေဟောင်းကအခက်အခဲအညစ်အကြေးတွေကိုဆေးကြောတန့်စင်ပေးတာလို့သဘောဆောင်တဲ့အတိုင်းပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအတွက်ချိန်လုံလောက်ရရနဲ့မဆုံးမနစ်တဲ့စူးစမ်းအားထုတ်မှုတွေလိုအပ်နေမယ်ဆိုတာနားလည်ပေမဲ့ဒီမြန်မာနှစ်သစ်ကနေ ကိုစိတ်ချမ်းမြေ့ခြင်းတွေနဲ့ပုံမကောင်းမွန်တဲ့နေရက်တွေကိုဆောင်ကျင်းပေးနိုင်လိမ့်မယ်လို့ညွှန်လင့်ထားတယ်လို့ဗြိတိရှ်တန်ရုံကြီးကခန်အိုဖလက်တီကပြောကြားထားပါတယ်ရှင်။ခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတောက်တာကီနဲ့ကိုခန်တို့မှပြပို့ထားတာဖြစ်ပါတယ်ရှင်။